မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာသင်တန်းမှကျေစွပါတယ်ကျွန်တော်နာမည်နိုင်လင်းပါကျွန်တော်တို့ ACC ကွန်ပျူတာသင်တန်းရဲ့ founder ပါခင်ဗျာကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့သင်ခန်းစာလေးရတော့ပေါ့နော်ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်အဓိကအသိထားရမည်အအကြောင်းအရာတွေကိုကျွန်တော်မျှဝေပေးသွားခြင်းပါတယ်ခင်ဗျာကျွန်တော်တို့ကပေါ့နော်ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်အကြမ်းမြင့်နေတဲ့ပေါ့မှာ i3 လား i5 လားပြီးလို့ရှိရင် generation ကဘယ်လောက်လဲ ram ဘယ်လောက်လဲပြီးလို့ရှိရင် hard disk တွေကဘယ်လောက်လဲပြီးလို့ရှိရင်ကိုယ့်ရဲ့ပေါ့နော်ဒီ graphic တွေကဘယ်လောက်လဲဆိုတာကိုရေဘူအားဖြင့်ပေါ့နော်ရေဘူအားဖြင့်မေးမြန်းတတ်ကြပါရဲ့တကယ်လို့ပေါ့နော်ဒီ ID အချက်လက်တွေကိုကျွန်တော်တို့ကိုကိုတိုင်းလဲသွားကြည့်လို့ရပါရဲ့နော်အဲ့တော့ကျွန်တော်တို့ကကိုကွန်ပျူတာမှာရှိတဲ့ CPU တွေ generation တွေ RAM တွေ hard disk တွေ graphic တွေကိုအဲဘယ်လိုမျိုးသွားကြည့်ပါလဲပေါ့နော်โอเคသွားကြည့်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးပေါ့နော်ကျွန်တော်တို့ကအရင်ဆုံးသွားကြည့်တော့မယ်ဆိုလို့ရှိရင် RAM ဘောက်လေးကနေပြီးတော့ logo ရဲ့ R ကိုခေါ်လိုက်ပါနော် ရန်ပေါက်လေးကနေပြီးတော့လူကိုရဲ့အားရခေါ်လိုက်ပါအဲ့ဒီမှာ D H D R A G ဆိုပြီးတော့ရေးပေးလိုက်ပါနော်။ Okay ပြီးသွားလို့ရှိရင်ဒီမှာ okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနော်ဒီမှာနော်အဲဒီ keyboard လေးကနေပြီးတော့ဒီမှာ D H D R A G ဆိုပြီးတော့ရေးပေးလိုက်ပါခင်ဗျာ။ပြီးသွားရေးသလိုရှိရင် enter ကိုခောက်လေရပါတယ်။ Okay ကိုနှိပ်လေရရနော်။ โอเคဒါလေးကခဏတော့စောင့်ရအောင်နော်โอเคဒီဘောတော့အခုဆက်လက်တရားတော့ဘောတော့ကျွန်တော်ပြောခဲ့တဲ့ဆက်လက်တရားတော့ကိုယ့်ရဲ့ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဓိကဒါတွေကိုတွားကြည့်ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာဒီပေါက်လေးကြာလိုက်နော်ဒီပေါက်လေးကြာလိုက်ပြီဆိုလို့ရှိရင်အဲဒီမှာဆိုလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့ CPU ကိုတွားကြည့်မယ်ပေါ့နော်ဒီမှာ CPU ကဘယ်လောက်ရှိရလဲဆိုလို့ရှိရင်ဒီမှာအဲဒီ processor မှာနော် အဲဒီ processor မှာ CPU ရောက်လို့ဆိုရှင်ဒီမှာ Intel ပေါ့နော် Intel Core ဒီမှာ i3 ဖြစ်ပါရော i3 ပြီးလို့ရှိရင်ဒါဆိုရင်ကိုယ့်ရဲ့ CPU က i3 ဖြစ်ပါတယ်ပြီးလို့ရှိရင်သူ့ရဲ့ generation ပေါ့နော်သူ့ရဲ့မျိုးဆက်ကဒီမှာဒီမှာ3110ပေါ့နော်3110ဆိုလို့ရှိရင်ဒါ3ဆိုလို့ရှိရင်ဒါ third generation ကိုပြောတာဖြစ်ပါတယ်เนาะအဲ့တော့ကိုယ့်ရဲ့ CPU က i3 ပြီးသွားလို့ရှိရင် third generation ဖြစ်ပါတယ်เนาะကိုယ့်ကွန်ပျူတာတစ်လုံးသွားဝင်မယ်ဆိုလို့ရှိရင်အဲဒီအချက်လက်တွေကိုကြည့်ပေးရမှာဖြစ်ပါတယ်เนาะ ဒီမှာဆိုလို့ရှိရင်ဒီမှာ CPU တွေက i3 ရှိရယ် i5 ရှိရယ် i7 ရှိရယ် i9 ရှိပါတယ်။ဟိုမြင့်လေကောင်းလေပေါ့နော်။ကိုကကွန်ပျူတာတစ်လုံးဝယ်တော့မယ်ပြီးရင်ပေါ့နော်။ဟိုကိုဈေးနှုန်းသုံးနိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်။သုံးနိုင်တလားပေါ့နော်။ဒီမြင့်နာဝယ်လို့ရှိရင်ကောင်းပါရဲ့နော်။ဒါကူလာတော့ဆယ်ကျွန်တော်ရဲ့ကွန်ပျူတာလေးကဒီမှာ i3 ပြီးလို့ရှိရင်သူကတက် generation ဖြစ်ပါရဲ့နော်။ Okay ဒါလေးကကိုယ့်ရဲ့ကွန်ပျူတာမှာ CPU ဘယ်လိုရဲဆိုတာကိုကြည့်ရဖြစ်ပါရဲ့နော်။ โอเคပြီးသွားလို့ရှိရင်ဒီကကျွန်တော်တို့ကပေါ့နော်ကိုယ့်ရဲ့ကွန်ပျူတာမှာ RAM ဘယ်လောက်ရှိရလဲဆိုတော့ RAM ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီဒီ memory နဲ့ RAM တွေကအတူတူပါပဲเนาะဒီ memory လေးနဲ့ RAM တွေဆိုတာအတူတူပါပဲဒီမှာဆိုလို့ရှိရင်ဒီမှာ4040 96ဖြစ်ပါတယ်နော်4090ဆိုတော့ဘာလဲเนาะကျွန်တော်တို့ ranking မှာဆိုလို့ရှိရင်1024 MB ရှိပါတယ်အဲ့တော့ဒီမှာ4096ကိုကျွန်တော်ကနေပြီးတော့1024နဲ့စလိုက်မယ်ဆိုလို့ရှိရင်ဒါ 4K ရှိပါတယ်เนาะ ဒါကြောင့်ကျွန်တော်ရဲ့ကွန်ပျူတာလေးက RAM 4K ရှိပါတယ် RAM ကလည်း 4K ရှိရယ် 8K ရှိရယ်ပေါ့နော် RAM နေရာလည်းမြင့်လေကောင်းလေပါပဲနော် RAM အမင်းတွေလည်းရှိပါတယ်ကိုသုံးမဲ့ပေါ့နော်ကိုရကိုကဘယ်မှာသုံးမှာလဲကိုသုံးမဲ့ပေါ်မူတည်ပြီးတော့ဒီ RAM လေးကိုကြည့်ပြီးတော့ဝယ်ရမှာဖြစ်ပါတယ်နော်အဲအကြောင်းဒီမှာကျွန်တော်ရဲ့ကွန်ပျူတာလေးက RAM 4ဖြစ်ပါတယ်နော်ဒီကပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ကွန်ပျူတာမှာကျွန်တော်ကနေပြီးတော့ပေါ့နော် graphic ဘယ်လောက်ပါလဲဆိုတော့တွားကြည့်ပေးမှာဖြစ်ပါရဲ့เนาะအဲ့တော့ကိုယ့်ရဲ့ computer မှာ graphic တွားကြည့်တော့မယ်ဆိုလို့ချင်းဒီအပေါ်မှာရှိတဲ့ဒီ display ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါเนาะဒီ display ကိုနှိပ်ပေးလိုက်ပါ Okay ဒီ display ကိုနှိပ်လိုက်ပြီဆိုလို့ချင်းဒီမှာဘယ်မှာတွားကြည့်ရမှာလဲဆိုရင်ဒီမှာဒီ total memory မှာတွားကြည့်ပေးရမှာဖြစ်ပါရဲ့เนาะကိုယ်ဆိုလို့ချင်းကျွန်တော်ရဲ့ computer လေးကဒီမှာ17 1792ပေါ့နော်1792 MB ဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ computer graphic ကဒီမှာ 1.5K လောက်ပဲရှိပါတယ်နော်မင်းတို့အနေနဲ့ကိုယ့်ရဲ့ computer မှာဒီ graphic ဘယ်လောက်ရှိရလဲဆိုတော့ဒီမှာတွားကြည့်လို့ရပါတယ်နော် Okay တကယ်လို့ပေါ့နော်ဒီမှာ तू ကကျွန်တော်တို့ကနေပေါ့ဒီမှာ तू က MB နဲ့ပြပေးရဖြစ်ပါတယ်နော် MB နဲ့ပြပေးရကျွန်တော်ကနေပြီးတော့ဟို body MB မှာဆိုလို့ရှိရင် 1K မှာဆိုလို့ရှိရင်1024 MB ရှိပါတယ်နော်ဒီ 1792ကို1024နဲ့စလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကွန်ပျူတာဒီ graphic memory က block ဘယ်နှကိရှိရလဲဆိုတာကိုအလွယ်တကူကြည့်လို့ရပါတယ်နော်တကယ်လို့ပေါ့နော်နောက်ထပ်အပိုထပ်ဆောင်းပါတဲ့ကောင်တွေရှိရဆိုလို့ရှိရင်လည်းဒီ display ရဲ့တော့မှာ render ဆိုပြီးတော့အပိုပါရှိပါတယ်နော်အကြလို့ရှိရင်ဒီ render လေးကိုနှိပ်လိုက်ပါ ရှင်လည်းဒီ total memory နေပေါ့နော် total memory ကိုတော့ကြည့်လိုက်ပါအဲ render မှာရှိတဲ့ total memory ရယ်ပြီးလို့ရှင်ဒီ display မှာရှိတဲ့ memory ရယ်ကိုနှစ်ခုပေါင်းပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှင်ကိုယ့်ရဲ့ computer မှာဒါဟိုပေါ့နော်ဒီ graphic ဘယ်လောက်ရှိရလဲဆိုတာကိုအလွယ်တကူကြည့်လို့ရပါတယ်နော် okay ဒီအချက်လက်တွေကိုကျွန်တော်ကနေပြီး computer ဝယ်တော့မယ်ဆိုလို့ရှင်လည်းဒီအချက်လက်တွေကိုကြည့်ထားဖို့လိုပါတယ်နော်နောက်တစ်ချက်ကတော့ကြည့်ရမှာကိုယ့် computer မှာ header ပေါ့နော်အဓိက header headed ဆိုတာလည်းလိုအပ်ပါတယ်เนาะ headed ဆိုတာလည်း data တွေတူလောင်သိမ်းဆဲတဲ့နေရာဖြစ်တဲ့အတွက် headed တွေကလည်းကိုယ့်ကွန်ပျူတာမှာဘယ်လောက်လောက်ရှိရလဲဆိုတော့တွေ့ကြည့်ဖို့လိုအပ်ပါတယ်เนาะ okay အဲ့တော့ headed ကြည့်တော့မယ်ဆိုလို့ရှိရင်ဒီမှာ this pc လေးကိုကျွန်တော်နှစ်ချက်ဆက်တိုင်းနှိပ်ပေးလိုက်ပါမယ်โอเคဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာเนาะ div pc လေးကိုနှစ်ချက်ဆက်တိုင်းနှိပ်ပေးလိုက်ပါ โอเคဒီမှာဆိုလို့ရှိရင်နှစ်ချက်ဆက်တိုက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာလာပေါ်နေပါလိမ့်မယ်เนาะ head တက်ကတော့လွယ်ပါတယ်ဒီမှာ data c ရဲ့ d ရဲ့ပေါ့เนาะမိတ်ဆွေတို့ရဲ့ကွန်ပျူတာထဲမှာ e တွေပါတယ်ပေါ့เนาะတခြားအခန်းတွေပါရှိရဆိုလို့ရှိရင်အဲ့အခန်းတွေကနေပြီးတော့ပေါ့เนาะဒီဟိုဟာဒီဒီကိုယ့်ရဲ့အခန်းထဲမှာရှိတဲ့ဒီဟိုအကုန်လုံးပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကိုယ့်ကွန်ပျူတာမှာ head တက် block ရှိရလဲဆိုတော့ အလွယ်တကူကြည့်လို့ရပါတယ်နော်ဒီမှာဆိုလို့ရှိရင်ဒီမှာနောက်ကဒီနောက်ကကောင် ကြည့်ပေးရမှာပေါ့နော်ဒီရှေ့ရကောင်မကြည့်အောင်နော်ရှေ့ရကောင်ဆိုတာကျွန်တော်ကနေပြီးတော့ဒီဆက်နိုင်တယ်ပေါ့နော်ထည့်လို့ရသေးတဲ့ ဒီ GPU ပြောတာဖြစ်ပါရယ်နော်နောက်ကကောင်ကိုကြည့်ပြရမှာဖြစ်ပါရယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်ကွန်ပျူတာမှာ CAD ရဲ့အခန်းနှခန်းကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ C ရဆိုလို့ရှိရင်ဒီမှာ 69.4K ဆိုရင်ဒါအကြမ်းပြင်းဆိုလို့ရှိရင်ဒါ 100K ရှိပါရယ်နော်ဒါ 100K ရှိပါတယ်ပြီးတော့ရယ်ဆိုလို့ရှိရင်ဒီမှာနောက်မှဆိုလို့ရှိရင်ဒါ 360.5K ရှိပါတယ်ပေါ်တော့ကျွန်တော်တို့ကတခုရှိရအောင်ကိုယ့်ရဲ့ကွန်ပျူတာမှာ hardtick ကတော့ပေါ်တော့ဒီမှာအပြည့်ပေါ်နော်အပြည့်ဝအောင်ပေါ့နော်ဘာလို့ကြည့်လို့မရလဲဆိုရင်ကျွန်တော်တို့ဝင်းဒိုးအတွက်ကို နောက်ကွယ်ရနေပြီးတော့ဒီ system rambo အတွက်နေရာတွေပေးထားဖြစ်တဲ့အတွက်ဒီမှာမ 900k ရှိရဆိုလို့ရှိရင်လည်းဒီမှာ 900k ဆိုလို့အပြည့်ပြပြမှာမဟုတ်ပါဘူးเนาะဒီမှာဆိုလို့ရှိရင်ဒါ360နဲ့မှာ 900k ဆိုလို့ရှိရင်ဒါ 400k ရှိပါတယ်เนาะအကြမ်းမြင့် 400k ရှိပါတယ်ဆိုရင်400ရေဒီ100ရ100ရပေါ့မယ်ဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ကွန်ပျူတာ400ပေါ့เนาะဒါဆိုလို့ရှိရင် headset ကဆိုလို့ရှိရင်ဒါ 900k ရှိပါမယ်เนาะမိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ကွန်ပျူတာမှာတခြားအခန်းတွေရှိသေးရဆိုလို့ရှိရင်လည်းတခြားအခန်းတွေကိုဒီနောက်က ် GPU ကိုအကုန်လုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ကွန်ပျူတာမှာ hard disk ပေါ့နော်ဒီ hard disk ဘလောက်လောက်ရှိရလဲဆိုတာကိုအလွယ်တကူဟိုတိလို့ရပါတယ်နော်အလွယ်တကူကြည့်လို့ရပါတယ် okay နောက်တစ်ချက်ကပေါ့နော်ကျွန်တော်ကနေပြီးတော့ကိုကအရင်ဆုံးစဉ်းစားမှာပေါ့နော်ကွန်ပျူတာမဝယ်ခင်အရင်ဆုံးစဉ်းစားရမှာကျွန်တော်ကပေါ့နော်ကိုကဘာအတွက်သုံးမှာလဲဘယ်နေရာမှာသုံးမှာလဲဆိုတော့အရင်ဆုံးစဉ်းစားပေးရမှာဖြစ်ပါတယ်နော်စာရေးစာစီစာရိုင်းတော့ပဲသုံးမှာလားပြီးရင် Photoshop တွေပါရေးသုံးမှာလားပြီးရင် Video Editing ပိုင်းတွေ AutoCAD တွေပေါ့နော် ဘိုင်းနေပါရေးတော့မလားဆိုရလဲတစ်ချက်ကြည့်ပြရပါမယ်နော်အဲ့အမှလာကျွန်တော်ကနေပြီးတော့ကိုကပေါ့နော်ဟိုကိုသုံးမဲ့ ဈေးနှုန်းနဲ့ပြီးလို့ရှိရင်အကွာဘယ်လုပ်ငန်းအတွက်တော့မလဲဆိုတော့စဉ်းစားရှင်းရှင်းလို့ရမှာဖြစ်ပါတယ်เนาะကိုကစာစီစာရိုက်လောက်လေးသုံးပြီးတော့ဘောနောစာစီစာရိုက်လောက်လေးသုံးပါဦး i7 ပြီးရင် generation အမြင်နေရဝယ်ဝယ်ထားမယ်ဆိုလို့ရှိရင်ကိုကဘောနောကိုရဲ့လုပ်ငန်းနဲ့ပြီးလို့ရှိရင်ကိုတကယ်အသုံးရမယ့်ဟာနေရဒီဈေးနှုန်းတွေကမကိုက်ညူဘောနောအဲ့တော့မိတ်ဆွေတို့အနေနဲ့ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်ပထမဆုံးရှက်နေနဲ့ကိုကဘာအတွက်သုံးပါလဲဆိုတော့အရင်ဆုံးစဉ်းစားဖို့လိုပါတယ်เนาะ ကျောင်းပေါ်တော့ပုံမှန်စာရေးစာရောသားပဲတော့မယ်ဆိုလို့ရှိရင်ဒါအဲပေါ်တော့9သိန်း6သိန်းပေါ်တော့ဒါပါတော့6သိန်းအောက်ပေါ်တော့6သိန်းအောက်ပတ်ဝန်းကျင်လောက်ဝယ်မယ်ဆိုလို့ရှိရင်လည်းဒါအစ်စေးတော့ပြောပါရနော်တကယ်လို့ကိုက Photoshop တွေပါ냐လုပ်မယ်ပေါ်တော့ Photoshop တွေပါရေးလုပ်မယ်တခါတည်းရန်အသေးစားပေါ်တော့အဲ့ဒီ Photoshop တွေပါရေးလုပ်မယ်ပေါ်တော့ Photoshop တွေပါရေးလုပ်မယ်ပေါ်တော့ Photoshop တွေပါရေးလုပ်မယ်တခါတည်းရန်အသေးစားပေါ်တော့အသေးစားကိုဂိမ်းလေးပါလေးရဆော့မယ်ဆိုလို့ရှိရင်ပေါ်တော့ဒီလိုမျိုးအဲမှာပေါ်တော့6သိန်းအထက်ပေါ်တော့6သိန်းနဲ့7သိန်းကြားလောက်ဝယ်မယ်ဆိုလို့ရှိရင် လို့ရပါတယ်เนาะအတုံးလို့ရှင်းပြပါတယ်ကိုကဘာလို့တကယ်လို့ဗီဒီယို edit ပိုင်းနေပါရေလုပ်မယ် auto cut တွေဘာလို့တခြားဟို game ပေါ့เนาะဒီ online game အမြင်နေပါရေဆော့တော့မယ်ဆိုလို့ရှိရင်ဒါဇင်းလုံးပေါ့နော်ဒီဇင်းလုံးအမြင်ကြီးနေပေါ့နော်ဒီကိုယ့်ရဲ့ကွန်ပျူတာကိုအမြင်ကြီးနေဝယ်ဝယ်သင့်ပါရယ်နော်မှာဆိုလို့ရှိရင်အဲ i i7 တို့ပေါ့နော် i7 i9 တို့ပြီးရင်ဥမာ generation ကလည်းဥမာ generation 8တို့7တို့9တို့ပေါ့နော်ဒီလိုမျိုးအမြင်ကြီးနေဝယ်သင့်ပါရယ်ဒါမှသာကိုယ်လှုပ်ရှင်တဲ့လုပ်ငန်းနဲ့ကိုက်ညီမှုရှိမှဖြစ်ပါရယ်နော် အဲ့တော့ကျွန်တော်ကနေပြီးတော့ဗောနောဒီ CPU မှာဆိုလို့ရှိရင်ဗောနောသူ့ရဲ့ဗောနောသူ့ရဲ့ performance ကိုလည်းတွက်ကြည့်ဖို့လိုလွယ်ပါရယ်နော် Okay ကျွန်တော်ဒီမှာကျွန်တော်ရဲ့ computer လေးရဲ့ CPU ရဲ့ performance ကိုတွက်ကြည့်မယ်နော်အစောနောက်အချက်လက်တွေကိုဗောနောဒီ dip PC ပေါ်မှာ right click ကိုနေပြီးတော့ဒီအောက်ဆုံးမှာရှိတဲ့ဒီ property လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်လည်းဒါတွက်ကြည့်လို့ရပါရယ်နော်ဒီမှာဆိုလို့ရှိရင်လည်းဒီမှာဒီမှာသူ့ရဲ့ CPU ကဒီမှာ i3 third generation ရှိပါတယ်ဒီမှာ RAM 4GB ရှိပါတယ်เนาะ ရန်ဖိုကိတ်ရှိပါတယ်။ Okay ပြီးတော့ကျွန်တော်ဒီမှာဒီတစ်ခါမိတ်ဆွေတို့ကျွန်တော်တွားကြည့်ချင်တဲ့နေရာလေးอ่ะပေါ့နော်ဒီမှာ CPU ရဲ့ performance ဖြစ်ပါတယ်เนาะ CPU ရဲ့ဒီလောက်အားတွေကလည်းကွန်ပျူတာတုံးတဲ့တုံးတဲ့တူမှာတော့မဟုတ်ပါဘူးเนาะဒီမှာဆိုလို့ရှိရင်ဒီမှာ 3110M ပေါ့เนาะဒီနောက်ကကျွန်တော်ဒီ M လေးကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်เนาะကွန်ပျူတာတုံးတဲ့တုံးတဲ့တူမှာမဟုတ်ပါဘူးเนาะကွန်ပျူတာတွေမှာ B ရှိရဲပေါ့เนาะ BCD ရှိရဲ UCD ရှိရဲ MCD ရှိရဲ 8 8ကျူရေပေါ့နော်ပြီးလို့ရှိရင် KC တွေဆိုပြီးတော့ဒီကွန်ပျူတာတွေ CPU တွေမှာသူ့ရဲ့ CD တွေအများကြီးရှိပါတယ်เนาะဒါလေးကကျွန်တော်ကပေါ့เนาะဟိုမိတ်ဆွေတို့ကိုအပေါ်ပေါ့เนาะအဲကိုတည်တင်တယ်ဆိုလို့တည်တင်တည်တင်တယ်ရှက်လေးကိုကျွန်တော်ရှင်းပြဖြစ်ပါတယ်เนาะဟိုပုံမှန်အဖြစ်ကတော့အစွမ်းနာပေါ့เนาะရှေ့ရပြခွဲတဲ့ရှက်လေးရှက်လေးလောက်ဆိုလို့ရှိရင်လေဒါလုံလောက်ပါတယ်เนาะအဲ့တဲ့နည်းနည်းလေးပို့ပြီးတော့ကိုကတည်ချင်တယ်ဆိုလို့ရှိရင်ကနေပေါ့ CPU ပေါ့เนาะဒီ CPU က ကိုယ့်ရဲ့ CPU ကဘလောက်လောက်ဘယ် CD ဆိုတာလဲကိုလည်းကြည့်မယ်ဆိုလို့ရှိရင်ဒါကြည့်လို့ရပါတယ်เนาะဒါကျွန်တော်ရဲ့ computer လေးရတာဆိုလို့ရှိရင်ဒါဘာလဲဆိုရင်ဒါကျွန်တော်ရဲ့ computer ဒါ MCD ဖြစ်ပါတယ်เนาะဒီ MCD ရပေါ့เนาะ MCD ရပေါ့เนาะဒီ CPU ရဲ့ MCD ကိုပြောရမယ်ဆိုလို့ရှိရင်ဒီ MCD ရဲ့သူ့ရဲ့ပေါ့เนาะဒီ CPU ရဲ့ဒီပေါ့เนาะဒီ CPU ရဲ့ performance လေးอ่ะကျွန်တော်ကနေပြီးတော့ကောင်းတယ်လို့ပေါ့เนาะကောင်းတယ်လို့ပြောလို့ရပါတယ်เนาะဒီ MCD ကကျွန်တော်ရှင်ကျွန်တော်ကနေပြီးတော့အပူချိန်အပူချိန်နေပါလေနည်းစီပါတယ်เนาะသူ့ရဲ့ဒီ MCD ကပေါ့เนาะ M4 ကအပူချိန်နေကိုကွန်ပျူတာမှာ heat data တွေပါတယ်ကိုနည်းစီပါတယ်ပြီးတော့လို့ရှင်ဟိုကိုကွန်ပျူတာပေါ့เนาะဒီဟို battery battery တွေပါတယ်ကိုစားရလဲနည်းစီပါတယ်เนาะအဓိက MCD လေးရဲ့အဓိကက ဟီးတဲ့တာတွေမှာကွန်ပျူတာအပူချိန်တွေအပူအပူတွေတားရေးမတက်အောင်ရှော့ချပေးပါပဲနောက်တစ်ချက်ကကြတော့ဟိုဘက်ထရီတွေအရင်ကြီးမဆောက်အောင်လို့သူကနေပြီးတော့ထိမ့်ပေးပါရယ်နော်ဟိုဒါလေးကကြတော့မိတ်ဆွေတို့အနေနဲ့ဟိုကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်ကိုကမာဂိမ်းကြိုင်ဆော့မှာလားပြီးလို့ရှိရင်ပိုတိုရှော့တွေကြိုင်လို့မှာလားဆိုလို့ရှိရင်ဒီနောက်က CD လေးကိုလည်းကြည်ထားဖို့လွယ်ပါရယ်နော် MCD ဆိုတော့သူကဒီအပူချိန်ရှော့ချအပူချိန်တားတိပူဝါတွေကိုနဲစေတယ်ပြီးတော့လို့ရှိရင်ဘက်ထရီစားတွေကိုလည်း အာကုန်နာတွေကိုလည်းနည်းစေပါရယ်နော်โอเคပြီးလို့ရှိရင်ပေါ့နော်ဒီနောက်တစ်ချက်တွေပေါ့နော်နောက်မှဒီမှာ B တို့ U တို့လည်းရှိပါရယ်နော်ဒီဒီနားမှာ M ဆိုတဲ့နေရာမှာပေါ့နော်ဒီ B တို့ U တို့ရှိမယ်ဆိုလို့ရှိရင်လည်းအဲ B U ဆိုတော့ပေါ့နော် तू ကပေါ့နော်ဒီ low performance လို့ပြောလို့ရပါတယ် तू ကပြောမှဆိုရင် CPU ရဲ့ performance နိုင်တယ်လို့ပြောလို့ရပါတယ်ဗောနော်နိုင်တယ်လို့ပြောပြောလို့ရပါတယ်ဒါပေမဲ့ဗောနော်နိုင်တယ်ဆိုရင်မဲ့ဒီ B တို့ U တို့ရဲ့သူ့ရဲ့အာသာချက်ကဗောနော်ကွန်ပျူတာမှာရှိတဲ့ battery ကို ကြာကြာပို့ပြီးတော့ခံစီပါတယ်เนาะဒီ M ပေါ့เนาะဒီမှာ MCU တို့အတဲ B တို့ U တို့ဟာပို့ပြီးတော့ဘက်ထရီကိုပို့ပို့ပို့ပြီးတော့ချာချေးခံပါတယ်เนาะကိုကပုံမှန် software တွေလောက်ပဲသုံးမယ်ဆိုလို့ရှိရင်တော့ AC ပေါ့เนาะဇိမ်ရှိရှိနဲ့ AC သုံးလို့ရပါတယ်เนาะပုံမှန်မာ Microsoft Word AC ပေါ့เนาะအဲ့လိုမျိုးပုံမှန် software တွေလောက်ပဲ AC သုံးမယ်ဆိုလို့ရှိရင်လည်းဒီ B တို့ U UC တို့တော့ပေါ့เนาะ AC အဲသုံးပြောပါတယ်เนาะအမေဆိုတော့အနေနဲ့ရွေးမယ်ဆိုလို့ရှိရင်လည်းဒါရွေးသင့်ပါတယ်เนาะ โอเคပြီးသားလို့ရှိရင်ပေါ့နောက်ထပ်ပေါ့နော် h တို့ hu တို့ k တို့ဆိုတာရှိပါသေးတယ်ပေါ့နော်ကိုယ့်ရဲ့ပေါ့နော်ကိုကမှ gain တွေပါရေးဆော့တော့မယ်ဗီဒီယို edit တွေပါရေးလုပ်မယ်ပြီးလို့ရှိရင်တခြားဟို online gain တွေပါရေးပေါ့နော်အဲ့လိုမျိုးတွေအဓိကပေါ့နော်ဒီ computer မှာ heavy တွေလောက်ရတဲ့ software တွေ software တွေဆိုလို့ရှိရင်ဒီနောက်မှာပေါ့နော်ဒီ m ဆိုရဲ့နားလေးမှာပေါ့နော် h တို့ h တို့ k ဆိုတာကိုရွေးတင်ပါရယ်เนาะ h တို့ပြီးရင် h တို့ k တွေဆိုတာကတော့ဒီ high performance ကိုပြောတာဖြစ်ပါရယ်เนาะ CPU ရဲ့ performance အရင်ကောင်းပါရဲ့နော်မင်းတို့အနေနဲ့ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်လည်းပေါ့နော်ရှေ့ရဒီမှာ i3 third generation တူပြမယ်လေနောက်ကပေါ့နော်ဒီသူ့ရဲ့ CPU ရဲ့ CD တွေရကွာသွားမယ်ဆိုလို့ရှိရင်ဒါဈေးတွေရကွာသွားပါရဲ့နော်ဟိုတခါကြတော့ရှိရလေမင်းကလည်း i3 ပဲပဲငါလည်း i3 ပဲ third generation ပဲဒါပေမဲ့မင်းကငါ့ကြောင့်ဘာဘာကြောင့်ပေါ့နော်ဈေးကြီးနေရလဲဆိုတာလေးရှိပါရဲ့နော်အဲ့လိုအချက်လေးဆိုလို့ရှိရင်ဒီမှာ ကိုယ့်ရဲ့ဘာနော်ဒီနောက်က CPU ရဲ့ဘာနော်ဒီ performance ကိုတစ်ချက်တွားကြည့်လိုက်ပါနော်။ तू ကဘာနော်ဈေးချင်းတူပြီမဲ့လေ तू ကဒီနေရာမှာပေါ့နော် H2 H2 K တို့ K တို့ပါရှိမယ်ဆိုလို့ရှိရင်ဒါကိုယ့်ထဲပို့ပြီးတော့ဈေးကြီးစေပါရဲ့နော်။ဒီ H2 H2 K တွေဆိုတာ high ပေါ့နော်ဒီ CPU ကို high performance ပေါ့နော် CPU ကိုတအားကောင်းစေပါရယ်နော်အဲ तू तू ကပေါ့နော်အပူချိန်အဓိကဟိုသူ့မှာအားနည်းချက်တွေရှိပါရယ်နော်သူ့မှာအားနည်းချက်တွေကဘာလဲဆိုလို့ရှိရင်ကွန်ပျူတာကိုအပူချိန်တွေပါတယ်မြင့်စေရယ်နော် तू ကနောက်မှ CPU ရမြင့်မြင့်တလောက်သူ့မှာအပူချိန်တွေကိုလည်းမြင့်စေတဲ့ battery battery လည်းပုံပုံပြီးတော့စားစေပါရယ်နော်အဓိကသူ့မှာအဲ့ဒီအားနည်းချက်တွေရှိပါရယ်နော်ဟိုကျွန်တော်ကဟိုအဓိကဒီ software အကြီးကြီးတွေအမြင့်တွေ RAM ပြရာဖြစ်တဲ့အတွက် ဒီသူ့ရဲ့စီရီယာလည်း very very ပေါ့နော် very ပမာဏကိုလည်းပုံကုံစေပါတယ်စားစေပါတယ်ပြီးရင်အပူချိန်တွေကလည်းပို့ပြီးတော့မြင့်ပါရနော်ဒါကတော့သူ့ရဲ့အာဏာချက်တွေဖြစ်ပါရနော်တခြားကွန်ပျူတာတွေတဲ့ပေါ့နော်ဒီသူ့ရဲ့ပေါ့နော်ဒီ CPU သူ့ရဲ့ဒီ performance လေးကတော့အရန်ကောင်းပါတယ်အလုပ်တွေပါရလောရလည်းအဆင်ပြေပါတယ်တော်တော်လေးလည်းအရန်ကောင်းပါရနော် โอเคပြီးလို့ရှင်ပေါ့နော်ဒီနောက်ထပ်နောက်ထပ်ဟိုပေါ့နော်ဒီတခြားတခြားဒီ CPU ရဲ့အသေးစိတ်တွေပေါ့မ i3 နဲ့ i5 နဲ့သူ့ရဲ့ဥမာကွာကွာခြားချက်တွေကဘာလဲဘာလဲပေါ့နော်တခြားဟိုအချက်ချက်တွေကတော့အများကြီးရှိပါသေးတယ်เนาะမိတ်ဆွေတို့အနေနဲ့အဲဒီလောက်လောက်လေးတိထားမယ်ဆိုလို့ရှင်လေဒါကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုလို့ရှင်လေအဲကျွန်တော်တို့ကနေပြီးတော့ဟိုဝယ်လို့ရပါတယ်เนาะကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုလို့ရှင်ဒီချက်လက်လေးကိုကြည့်ပြီးတော့ကိုကဘယ်အတွက်သုံးပါလဲဘယ်လုပ်ငန်းအတွက်သုံးပါလဲဘယ်လိုနေရာမှာသုံးပါလဲဈေးဘယ်လောက်သုံးမယ်ဆိုတာလေမိတ်ဆွေတို့အနေနဲ့ခံမှန်းကြည့်လို့ရပါတယ် နော်ဟောဒီမှာပေါ့နော်တချို့ကရှိပါတယ်နော်တချို့ကျတော့ကျွန်တော်လာမေးရလေးရှိပါတယ်ဒီမှာ i3 ဆိုရဲ့နေရာမှာတချို့ကျတော့ဥမာဟိုပန်ဒီယန်တို့ပြီးလို့ရှိရင်အဲတခြားပေါ့နော်အတန်တို့ပြလို့ရှိရင်အဲ code 2 dio တို့ပေါ့နော်ဟိုတခြားဒီမှာ i3 မဟုတ်တဲ့ဟိုတခြား CPU လေးလည်းရှိပါသေးတယ်နော်အဲအဲ့လို CPU လေးဆိုလို့ရှိရင်လည်းဒါဟိုသူ့နေရာနဲ့သူကတော့ဒါဟို တုံးလို့ကောင်းပါရဲ့နော်သူရလည်းတုံးလို့ကောင်းပါရတယ် generation မြင့်မယ်ဆိုလို့ရှိရင်လဲပေါ့နော်ဒီ pandian တို့ပြီးလို့ရှိရင်ဒီတခြားပေါ့နော်ဒီ cpu အမျိုးသားတွေကလည်း ဟိုကိုယ်လုပ်ငန်းနဲ့ကိုက်ညီမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဝေးလို့ရပါတယ်เนาะဒီ i3 ကတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒါအမြင့်ပိုင်းထဲမှာပါတယ်လို့တော့ပြောလို့ရပါတယ်เนาะ i3 တို့ i5 တို့ i7 တို့ i9 တို့ကဒီ CPU မှာဆိုလို့ရှိရင်အမြင့်ပိုင်းထဲမှာပါတယ်လို့ပြောလို့ရပါတယ်เนาะဟိုအလေးလက်ပိုင်းထဲမှာဆိုလို့ရှိရင် Core 2 Duo တို့ပါတော့ပေါ့เนาะအဲ့လိုမျိုးအတန်တို့ပါတော့ကအလေးလက်ပိုင်းထဲမှာရှိပါတယ်เนาะနောက်အနေပိုင်းထဲမှာဆိုလို့ရှိရင် Celeron တို့ပြီးလို့ရှိရင် Pandian တို့ပေါ့เนาะအဲ့လိုမျိုးလေးရှိပါတယ်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းဒီဟို Celeron တို့ ော့ပန်ဒီယန်တို့ပေါ့နော်ဒီ CPU တွေကလည်းအဲသူက generation တွေမြင့်လာဖြစ်တဲ့အတွက်အဲဟိုပေါ့နော်ဟိုတုံးလို့ ਆ တုံးလို့ပေါ့နော်တုံးလို့တော်တော်လေးကောင်းလာပါ ਈ မိတ်ဆွေတို့အနေနဲ့အကိုကဘေးလုံငန်းမှာတုံးပါလဲဆိုတာလေးကိုတည်ထားဖို့လွယ်ပါတယ်ပြီးလို့ရှိရင်ဈေးနှုန်းဘယ်လောက်တုံးပါလဲဆိုတာလည်းတည်ထားဖို့လွယ်ပါတယ်နော်ပုံမှန်စာရေးစာရွက်လိုက်ပဲတုံးမယ်ဆိုလို့ရှိရင်ဈေးနှုန်းဒင်ငါးသိန်းလောက်တုံးလို့ရှိရင်ရပါတယ်နော်ဖိုတိုရှော့လေးပါလေးတုံးမယ်တခြားပေါ့နော်ဟိုဂိမ်း ဂိမ်းသေးသေးလေးပါလေးဆော့မယ်ဘာနော်အဲ့လိုမျိုးလေးလှုပ်ရှင်နေဆိုလို့ရှိရင်တော့ဒါဈေးနှုန်းကို6သိန်းနဲ့7သိန်းကြာလောက်မှဝယ်မယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်အိုက်တဲ့ဘာနော်ကိုကဗီဒီယိုအက်တစ်ပိုင်းနေ auto cut တွေတခြား gaming မြင်နေပါတယ်တုံးမယ်ဆိုလို့ရှိရင်လည်းဈေးနှုန်းဟိုပို့ပြီးတော့ပေါ့နော်ဒီ6သိန်းထက်ပေါ့နော်7သိန်းထက်တွေတုံးမယ်ဆိုလို့ရှိရင်ဒါပို့ပြီးတော့ကောင်းစေပါတယ်เนาะမိတ်ဆွေတို့အနေနဲ့ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်ဒီ share လေးကိုကြည့်ပြီးတော့ ဝယ်လို့ရှိရင်ဝယ်တတ်မယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီဗီဒီယိုသင်ခန်းစာလေးဟာမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာမိတ်ဆွေတို့လည်းကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်အဲအဓိကပေါ့နော်ဟိုသွားစီရမယ်အချက်လက်တွေကိုလည်းသိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်ကိုကဘာလို့သူများပြောအောင်ယုံနေကြမလို့ပါဘူးသူများဒါ i3 ရှိ i5 ရှိရဲဆိုတော့သူများပြောအောင်နော်သူများပြောအောင် နားထောင်ရုံနဲ့မဟုတ်ပါဘူးကိုကိုတိုင်သွားဆင်မယ်ဆိုလို့ရှိရင်လည်းဒီအချက်လက်တွေကိုကြည့်ပြီးတော့မိတ်ဆွေတို့အနေနဲ့သွားပြီးတော့ဆင်လို့ရပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုသင်ခန်းစာလေးရမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့သိချင်တာရှိလို့ရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးရဲ့ comment မှာဖြစ်စေပေးရဲ့ဒီပေါ်တော့ပေးရဲ့ဒီဆက်ပါမှာဖြစ်စေမိတ်ဆွေတို့အနေနဲ့ဝင်ပြီးတော့မေးလို့ရပါတယ်ခင်ဗျာဖုန်းဆက်ပြီးတော့မေးမယ်ဆိုလို့ရှိရင်လည်းဖုန်းဆက်ပြီးတော့မေးလို့ရပါတယ်ခင်ဗျာအားလုံးအဆင်ပြေပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ